ဒုညပိတ်သမားအားလုံးမင်္ဂလာပါရှင်။ကျမကတော့တခင်သားပါ။ဒီနေ့ဖပြပါမှာကတော့ဆရာမကြီးခင်မျိုးချစ်ဤသားထားရဲ့အင်္ဂလိပ်စာအသုံးအနှုန်းဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါရဲ့ရှင်။လက်စီကန်စားပေးကြပါအောင်ရှင်။အင်္ဂလိပ်စကားအသုံးအနှုန်း送到我处理一张阴影，到了对你人呢，适应不了呗。 အခုတော့ဂျားဖြက်အကြောင်းတစ်ခုပေါ်လာတာနဲ့အဲ့ဒါအတားချထားပြီးအခုကိစ္စကိုပဲရေးရအောင်မယ်။တနေ့ကတူရမောင်ခင်မောင်ကြီးစိန်ခင်မောင်ကြီးရဲ့ညီရောက်လာပြီးကိုကိုလက်မမများတို့နေကောင်းရဲ့လားအဆရှိခဲ့ ပတိတရာရစကားပြောတယ်။တကယ်တော့တူကြီးတော်ပဲမယ်။ဦးလေးတော်တော်လို့မခေါ်ပဲကိုကိုလက်မမများလို့ခေါ်တယ်။အဲ့ဒါလေပြေဝါစာလူပေါ်လူစော်လုပ်နေတခုပဲမှတ်ထားကြ။ခင်မောင်ကြီးကပြောတယ် ကိုကိုလက်ရာ Time Magazine New Week Magazine တွေထဲမှာရေးကြတဲ့အထက်မှာအင်္ဂလိပ်စာလုံးတစ်လုံးကိုအတော်ဝင်မချဖြစ်နေတယ်။ဒီနေ့က Irid သဘုံတွေလောက်ကြံခံရတဲ့ Mount Batten ကို Elizabeth ရဲ့မရဲ့ cousin cousin တဲ့ဗျာတကယ်ဆွေမျိုးဆက်ကြည့်ရောဥကြီးတော်တယ်ဗျ။ခင်မောင်ကြီးကဆွေတော်မျိုးတော်အစဉ်ဆက်တွေတွေ့ချက်ပြပြီးဆက်ပြန်ပြောနေ။တကယ်တော့ဥလေးအရင်တော့မဟုတ်ဘူးပေါ့ဗျာ။ဥလေးတဝင်းခွဲပေါ့။ အခုကိုကိုလက်သားခင်မာဝင်းနဲ့ကျွန်တော်နဲ့ကအဖေညီအကိုကမွေးတာဆိုတော့ညီအကိုဝင်းဝဲပေါ့ကာစင်ပေါ့ဗျာသူကမွေးတဲ့အမွားညီမမောင်မောင်နဲ့မိမိတို့ကကျွန်တော်နဲ့ဦးလေးတဝင်းဝဲပေါ့ကာစင်အန်ကောလို့ဆိုဟုတ်သေးဗျာခုကကာစင်နဲ့အဲ့ဒါဘလို့ဟာလဲဒီတော့သူ့ဦးလေးအရင်ဝင်းဝဲမဟုတ်ကိုကိုလက်ကထီတယ်အေးကွအဲ့ဒါအင်္ဂလိပ်စကားအသုံးနှုန်းနဲ့ဆိုင်တယ် ဒီအသုံးနှုန်းဟာအင်္ဂလိပ်စာတက်ပါတယ်လို့ဆိုရတဲ့သူတွေတောင်အသုံးမှားနေအောင်တွေ့ရတယ်။အဲ့ဒါခါစင်းဆိုတဲ့စကားလုံးအထိပ္ပယ်ကို မြန်မာလိုဝမ်းခွဲကိုဝေါ်ဟာရာစာသုံးတာကစပြီးလွဲတာပဲ။ညီအကိုညီအမမောင်နှမတမိတမမွေးတာတွေကို brother sister ပေါ့ကွာ။ဒီစကားလုံးတွေကိုသိကြပြီးသားပဲ။ပြီးတော့ဦးလေးအတော် anti တို့ angle တို့ကဆိုတာက ကိုမိဘနဲ့ညီအကိုမောင်နှမအရင်ကိုခေါ်တာအဲ့တော့ brother sister uncle auntie ဆိုတာတွေကဆွေမျိုးအရင်တွေကိုခေါ်တာဖြစ်တယ်ကြည်တော့ခင်မောင်ကြီးကဝင်ပြောပြန်နေအဲ့ဒါဒီတော့ဝင်းခွဲမောင်နှမညီအမဦးလေးဆိုတာ cousin brother cousin sister cousin uncle အဲ့လိုဖြစ်ရမှာပေါ့ကိုလက်ကဆက်ပြောရင်အဲ့တလို့မဟုတ်ဘူးဆိုတာအခုရှင်းပြနေတာကွာ brother sister uncle ဆိုတာက ဆွေမျိုးအရင်းကိုခေါ်တဲ့အတော့အနုံဒီတော့ကာဇန်ဘရာသာစစ်စတာတွေနဲ့တွဲလိုက်ရင်အရင်အဝင်းခွဲဆိုတဲ့အထိပ်ပင်မျိုးထွက်ပြီးဘာမှအထိပ်ပင်မရှိတော့ဘူးဒီတော့အရင်ခောက်ခောက်မဟုတ်ရင်ကာဇန်ကြီးပဲဘရာသာတွေစစ်စတာတွေထည့်ရင်မှားတယ်အဲ့ဒါအတော့အနုံမျိုးကိုမြန်မာအချင်းချင်းနားလည်ပေမဲ့အင်္ဂလိပ်စကားကိုအမိဘာသာအဖြစ်စကားပြောတဲ့သူတွေနားမလည်ဘူးကွာအဲ့ဒါမှတ်သားပေါ့အင်္ဂလိပ်စကားလုံးကိုမြန်မာစကားလုံးနဲ့ဖလှယ်ပြီးတွဲသုံးလိုက်ရင် မားတတဲ့ခင်မောင်ကြီးလေအတော်ခေါင်းရှုပ်သွားပုံရရင်ခုမြမအချင်းချင်းနားလေပြီအင်္ဂလိပ်စကားကိုထင်တယ်လို့သုံးလာခဲ့တာအခုမှဒီလိုမသုံးရဘူးဆိုတာဘဝင်မချဘူးပေါ့ဒါနဲ့ကျမကကြားဝင်ပြောပါရဲ့ဒီလိုပဲကွကို့ဘာသာကိုမှန်တာထင်ပြီးသုံးနေတဲ့စကလုံးအလွယ်လေးမျိုးပဲမှားနေရရင်ရှိရဲ့ကို့အချင်းချင်းတော့လည်းနားလည်နေတာပေါ့ကွာအခုငါတခုမီးတယ် brother ဆိုရပါလေ ညီသူမဟုတ်အကူပေါ့ဗျ sister ကိုညီမနှမအမပေါ့ဗျအဲ့ဒါတွေအလုံးမှားတယ်ဗျာခင်မောင်ကြီးလည်းအခုမှခေါင်းမှ ချက်ချလေသွားတယ်ထင်ပါရဲ့ဘရာသာကိုညီအကူလို့ညီမဝေါ်ဟာရစကလုံးအစားသွင်းရင်မှားတာပေါ့ညီဆိုတာအငယ်အကူဆိုတာအကြီးဆိုတဲ့အဓိပ္ပာယ်ရတယ်ဘရာသာဆိုတာအငယ်လည်းမဟုတ်ဘူးအကြီးလည်းမဟုတ်ဘူးညီအကူတော်တဲ့သူပဲ sister လဲဒီလိုပဲဟောဗျာဟောဗျာမနေနဲ့အဲ့ဒီပြဿနာကမသေးဘူးကွာဒုမြမာတွေကလည်းအကြီးအငယ်ကိုတခါတည်းသိရမှဖြစ်လို့ elder သူမဟုတ် younger ဆိုရက်ဝိတေသနာပုတ်ထည့်သုံးနေသူတို့ကတော့ကြီးချင်းကြီးငယ်ချင်းငယ်ဒီတိုင်းမဲ့သုံးတာပဲ ီတော့တခါကအချီးအချီးဒုက္ခများဘူးတဲ့ကွဒူရဲ့ချစ်မိတ်ဆွေကြီးကိုစံဝင်း BBC အတန်းသွင်းလွှင့်ဌာနမှာလောက်တုံးကပေါ့ကွာသူကမြန်မာပိုင်းအစီအစဉ်မှုကိုကွတခါကမမိပါလိမ့်မယ်တိဘက်ပြည်ဒလိုင်လာမာတည်င်းတွေရေပန်းစားနေတုန်းကပေါ့အဲ့ဒီဒလိုင်လာမာနဲ့ brother london ကိုရောက်လာရဲဆိုတဲ့တည်င်းမြန်မာပိုင်းအစီအစဉ်ကိုရောက်လာတယ်ဒီတော့ကိုစံဝင်းကဒီတည်င်းကိုမြန်မာပြန်ဖို့ခတ်နေတော့ အခုလန်ဒန်ကိုရောက်လာတဲ့သူကဒလိုင်လာမထက်အချီလာအငယ်လာလို့အထက်ကိုပြန်မေးဒီတော့အထက်လူကြီးကအချီလာအငယ်လာမသိဘူးပရာသာပဲလို့စိတ်တူတူနဲ့ပြန်ပြောတာပေါ့အချီလာအငယ်လာမသိရင်တော့ဒီတဲ့င်းကိုမြန်မာလိုပြန်လို့မဖြစ်ဘူးသိရမှဖြစ်မယ်တဲ့အဲ့ဒီတော့မှသူ့အထက်လူကြီးကပိုစိတ်ဆိုးတာပေါ့ဘာမဟုတ်တာလေးကိုရေးကြီးခွင်ချေလုပ်နေရမလားဘာလားပေါ့ကကိုဆောင်ဝင်းကလည်းခတ်မှမှာပဲ brother ဆိုတဲ့စကားလုံးကိုအကြီးလားအငယ်လားမသိရရင်ဘာသာပြန်လို့မရဘူးပေါ့အဲ့တလိုအချီတင်ချက်ဖြစ်နေတော့ဗီယက်နမ်ဘာသာအစီအစဉ်ကလူကလည်းဒီမေးခွန်းမဲမေးပြန်ရောပဲသူတို့မှလည်းအကြီးအငယ်မခွဲရင်ဘာသာပြန်လို့မရဘူးလေအဲ့ဒါပဲကွာငါသာ BBC တန်လွင့်ဌာနကလူကြီးဆိုရင်ဒီလိုမေးခွန်းတွေလာမေးကြရင်ဘလောက်စိတ်ပုံမလဲမင်းတို့အာရှတိုက်သားတွေတို့ကိုအတော်အလုံးရှုပ်အောင်လုံတာပဲဆိုပြီးတင်းကျုံဆဲမိမှာပဲ ါနဲ့အကြီးလားအငယ်လားဆိုတော့သိရရောလားဘဲသိရလိမ့်မလဲကွတင်းဆိုတာမျိုးကပုတ်ကုံသိုးကုံမဟုတ်လားအချိန်မီအတန်လွတ်ရတာကွသူများဥသွားလာဆိုးရတယ်ဒီဒီတော့ကိုဆံဝင်းလဲဘာမှမတက်နိုင်ဘူးဒလိုင်လာမနဲ့ညီအကိုတော်ဆက်သူလို့ပဲဘာသာပြန်လိုက်ရတာပေါ့ကွာဖြစ်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 တော့ဘယ်ရှိပါမလဲအဲ့ဒါလိုရှင်းပြလိုက်မှာပဲခင်မောင်ကြီးလဲအเจ้าရှာတော့ခေါင်းချက်ချလဲပြီးပြန်သွားတယ် ူပြန်သွားပြီမဲ့ပြဿနာကတော့ကျနေခဲ့တယ်။ဒီကိစ္စကိုခုရှုံမှနောင်ရှင်အများသိအောင်ရေးဖို့ဖြစ်လာတယ်။ခုရှုံမှနောင်မရှင်ပဲအခုကိုအချင်းချင်းရှင်းနေလျက်သားနဲ့ဝင်ရှင်းလိုက်မှပိုးရှုပ်သွားမလားမသိဘူးပေါ့။ရေးလက်ဆနဲ့ပဲဆက်ပြီးရေးအောင်မယ်။တလောစီကပဲအဲ့အချောင်းကိုလောက်ပါအင်္ဂလိပ်တင်းစာပင်တိုင်ဆောင်မှရှင်ဥက္ကူကရေးလိုက်ပါသေးတယ်။ကျူရှင်ချောင်းဆောင်းပုတ်တွေကြီးညာရီမှာ English speaking class လို့ရေးကြတယ်။အဲ့ဒါလေအင်္ဂလိပ်စာလုံးကိုမြန်မာဝေါ်ဟာရအတန်သွင်းပြီးတွဲသုံးလိုက်တာပဲ။တရားနည်းနဲ့တော့လေမမဘူးဆိုပါတော့ဘာသာစကားမှာ usage အသုံးအနှုန်းဆိုတာရှိရဲ့အဲ့ဒါလေမှန်ဖို့လိုတယ်။ဒီနေရာမှာ English ဆိုတဲ့စကားလုံးနဲ့ speaking ဆိုတဲ့စကားလုံးနှစ်ခုတွဲလိုက်တော့နာမဝိတ္တနာစကားလုံးတွဲဖြစ်သွားတယ်။အနက်ထိပ်ပဲကအင်္ဂလိပ်စကားပြောတော့လို့ရပါတယ်။ သူ့နောက်ကနန်းစကလုံးပါ ရလိုက်မယ်အခုနောက်က class ဆိုရဲနန်းစကလုံးထည့်လိုက်တော့အင်္ဂလိပ်စကားပြောသောတင်နန်းလို့နတ်တိတ်ပဲထွက်ပါရင် English speaking ဆိုရဲစကလုံးကိုသုံးနှုန်းပုံတွင်ရှာကြည့်ရော Winston Churchill ရေးထည့်တဲ့စာအုပ်တုံးရဲ့ခေါင်းစဉ်မှာ History of English speaking people ကိုတွေ့ပူရင် Churchill ရဲ့စာအုပ်ခေါင်းစဉ်ကိုမြန်မာလိုပြန်ရင်အင်္ဂလိပ်စကားပြောသောလူမျိုးများလို့ရပါတယ်အင်္ဂလိပ်ဘာသာစကားကိုပင် ်တင်ကိုအမိဘာသာဖြင့်ပြောဆိုရလူမျိုးများလို့ဆိုလိုက်တော့အင်္ဂလိပ်လူမျိုး American Canadian Australian New Zealand ဒါတွေအားလုံးပါတာပေါ့ English speaking ဆိုတဲ့စကားလုံးတွဲကိုအင်္ဂလိပ်ဘာသာစကားကို အမိဘာသာစကားအဖြစ်ပြောတော့လို့တာအတိတ်ပြရမှာမဟုတ်ပါဘူးအင်္ဂလိပ်ဘာသာစကားကိုကြမ်းကျင်စွာ ပြောတတ်တော့လို့လည်းယူရပါသေးတယ်ဥပမာ wanted an English speaking salesman. အင်္ဂလိပ်စကားကျွမ်းကျင်စွာပြောတတ်သောအယောင်စေးတယောက်လိုရှိသည်။ပြီးတော့လည်းအုံတော်အဖြစ်ဒီစကားလုံးတွဲကိုသုံးတဲ့အခါမှာ English speaking family အင်္ဂလိပ်စကားကိုထမင်းစားရေးတောက်ပြောသောမိသားစုအဲ့ဒါလိုသုံးနိုင်ပါရဲ့။ဒီလိုအသုံးတွေရှိနေတော့ English speaking class လို့မြင်လိုက်တော့အင်္ဂလိပ်စကားပြောသောလူဒန်းစားလို့အထင်ရောက်သွားနိုင်ပါရဲ့။ ဒီတစ်ပတ်ဒီညတာအခုဖတ်ပြသွားတာကတော့ဆ iamma ji ခင်မျိုးချစ်ရေးသားထားတဲ့အင်္ဂလိပ်စကားအသုံးလုံးဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါရဲ့ရှင်တို့ညာပိတ်သက်များလေအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးကောင်းချာချာလေးဘူးပါသလားရှင် ီနေ့တော့တလောက်ပါပဲရှင်နောက်လာမယ့်ဝတ္ထုတို့များကိုလည်းစောင့်မျှော်အားပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်